ဒီနှစ်အတွက်တကြံစာမှာပါတဲ့ထူခြားချက်တွေကိုရောင်းချသူတွေနဲ့ဝယ်ယူဖတ်ရှုသူတွေရဲ့အမြင်တွေကို RFA သတင်းတော်ကိုကျော်လွင်ဦးကတင်ပြထားပါတယ်ရှင်။ဒီမှာဒီမှာဒီနှစ်တကြံမင်းမစိဘူးခင်ဗျ။ဘာနုရာဇာအမည်ရှိတဲ့တနင်းကနေဂျုံမင်းကဂလုံကိုစီးစင်းလာတာ။တပတ်ကတန်လဲရဲ့ကြိုင်ပါတယ်တဲ့။တပတ်ကဒစင်ကိုကြိုင်ထားတယ်။ကျွန်တော်မိပါတဲ့အင်္ဂါနာတွေထွန်းလာတယ်နော်ပုတ်တယ်ကြာတယ်။အတားစားပြန်ပြီဗုဒ္ဓဟူးတွေ။ညစ်တဲ့ကူချိန်တိုင်းမှာလာမယ့်နှစ်အတွက် အတိတ်နမိတ်တွေကိုကျူတင်ခံမှန်းတွက်ဆထားတဲ့တင်းကြံစာဟာယနေ့တိုင် ရောင်းချသူဝယ်ယူသူယုံကြည်သူတွေအများပြားရှိနေဆဲဖြစ်ပါတယ်။တင်းကြံစာကိုကားဂိတ်တွေတင်မောစိတ်တွေနဲ့လူစီကားရနေရာတွေမှာတင်းကြံစာမှာပါတဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်တွေကိုဟောပြောရောင်းချတာကိုလည်းတွေ့နိုင်ပါတယ်။ကျန်သာလူတော်များများစိတ်ဝင်စားကြပါဘူး။ဘာကြောင့်စိတ်ဝင်စားလဲဆိုတော့ကျန်သာကသူကမိုးလေဝတ်သားနဲ့ပတ်သက်လို့အဓိကဟောင်းဝေးထုတ်ပြတာ။အဲတောင်သူလေဓမ္မဦးကြီးတွေအတွက်စိုက်ပျိုးရေးလိုပါဘူးပြတ်သက်လာရင်တောင်သူဓမ္မဦးကြီးတွေကတော်တော်လေးဖတ်ကြတယ်။ အကြံစာပဲသူတို့အားပေါ်ထားပြီးဖတ်ကြတာဒီတိုင်းနေ့တိုင်းမှာဆိုလို့ရှိရင်ဒီမိုးလေဝသနဲ့ပတ်သက်လို့ရှိရင်မိုးလေဝသဖောက်ပြန်တာတို့ပါရသူစိုက်ပျိုးရေးတွေပတ်သက်တော့အရင်သူထိခိုက်နေတာကြအဲ့တော့တင်းညာစာပဲသူအဓိကထားပြီးဖတ်တယ်ဘယ်လဘယ်ရာဒီမှာမိုးကောင်းမယ်မိုးမကောင်းအဲ့ဒါစိုက်ပျိုးရေးတွေသူလောက်ကြတယ်အဲ့တော့ကုံလေပွဲစားတွေကြတော့လေဘယ်လဘယ်ရာဒီမှာသူကဘယ်ကုံလေလှောင်းမယ်ဘလို့အမျက်ဆုံးတွေရမယ်ဘဲကုံလေးလောက်ဘလို့အရှုံးရတဲ့ရတယ်သူကကြံတော်ဖတ်ကြသူလောက်ကြအောင်ဒီတန်ခါးနဲ့ပတ်သက်လို့လေတန်ခါးလေသမားတွေကလည်းသူတို့ဝိုးလေဝသားနဲ့ပတ်သက်လို့ ဘယ်လဘရားဒီမှာလေမိုးတွေထမ်းမယ်ယာဒူနီကပတ်သက်လို့ပေါ့လို့အဲအဲ့ဒါလေးတွေကြာတော့သူကကြံတော့သူအဘွားသားများအများကြီးဖတ်ကြတယ်ဘိုးကတန်းပြီတဲ့ဘိုးလေးနဲ့ဘိုးလောင်းတွေကောင်းတယ်ခင်ဗျာတင်းရံစာကူပါဠိလိုများများရေးသားထားတဲ့တင်းကြံစာနဲ့မြန်မာလိုသာရေးသားထားတဲ့တင်းကြံစာဆိုပြီးနှမျိုးရှိတယ်လို့ဆိုပါတယ်ပုံမှာပြရတာတော့တင်းငွေတွေချုံမင်းဂလုံးစီးစင်းလာတာစင်းလာတာသူကတင်းငွေတွေချုံမင်းကစင်းတယ်စီးရတာတင်းငွေတွေဂလုံးကစီးနေတယ်တင်းငွေတွေနှခါထက်နေတယ် ဒါကြောင့် तू อ่ะ तू ဟောထားတဲ့ तू ပုံစံတိုင်းမှုဆိုရင်တော့ तू อ่ะလေးပုံတိုင်းနေပါလေတိုက်ပြီးရှိ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 တယ်တနေ့ဝင်နေခါထတ်နေတယ်သူကနောက်ဝါလဲထတ်နေတယ်ဒီနေ့တည်းမှာအစင်းကင်ထားတဲ့အတွက်အဲတစင်းက तू อ่ะဒဝဲဖွဲ့ပြီးတော့မြှောက်ထားတာဘယ်ဘက်လက်ကအဲအဲ့မှာတော့နည်းနည်းတော့အန္တရာယ်တော့ရှိတယ်အဲ့ဒါတစ်ချက်တတိထားဒီနေ့တင်ချက်စာမှာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးဟော်ကင်းထုတ်ထားသလိုနိုင်ငံရေးလိုမျိုးဟော်ကင်းလည်းပါရှိပါတယ်။ တနှစ်တာအတွက်မိုးလေဝသရာသီဥတုနဲ့ပတ်သက်ပြီးတော့မိုးများတယ်မိုးနေတယ်ဘယ်လတွေမှာဘယ်ရက်တွေမှာမိုးများတယ်ဘယ်ဘယ်လဘယ်ရက်တွေမှာမိုးနေတယ်ဒီလိုမျိုးတွက်ချက်တဲ့လက္ခဏာလေးလည်းပါတယ်ပေါ့เนาะအဲ့တော့ပြိုးရေးသမားတွေအနေနဲ့တော့အဲ့လိုမျှော်လင့်မိထားတာတွေလည်းရှိတယ်အဲနောက်ပြီးတော့ခုနှစ်နှစ်သားသမီးတွေမှာဘေးရင်နက်ခတ်တွေအဲ့လိုမျိုးဝါသနာတွေရှိတာကိုအယူဝါဒဆိုတာအဲ့လိုရှိကြတဲ့ခါကျတော့အဲ့ဒီပုံမှာလည်းဗာနေသားသမီးကဘာဖြစ်တယ်အဲ့ဒီလိုမျိုးအချက်လက္ခဏာတွေနဲ့ရှင်းတာလေးလည်းပါတယ်ဒါလေးလည်းစိတ်ဝင်စားလို့ဖတ်တာလည်း ရှိတယ်ပေါ့နော်နောက်တစ်ခုကခုနပြောလို့ပေါ့နော်ကိုနိုင်ငံမှာဟလာနေကြတဲ့ညတကမှာအုပ်ချုပ်သူတွေအနေနဲ့တော့ဘာလို့ပြည်သူကဘာဒဏ္ဍာရီတို့အဲ့အဲ့လိုမျိုးလက္ခဏာတွေအများကြီးရှိတာပေါ့ဒါလေးတွေတိလို့တဲ့စိတ်နဲ့သူတို့တွက်ချက်မှုပါတဲ့ဟာတွေကိုလည်းဖတ်တဲ့လေ့လာတဲ့သဘောရှိတယ်နောက်ပြီးတော့ level ခုနကစီးပွားရေးသမားတွေအနေနဲ့ကြတော့ဟောပေါ့နော်ကိုနိုင်ငံထွက်တဲ့ကုန်ပစ္စည်းတွေတိနှံနေကိုလောင်းနေမလောင်းနေဆိုတော့ဘာနန်တွေက လောင်ရင်ကောင်းမယ်ဘာနန်တွေကမလောင်ရင်မကောင်းဘူးပေါ့ဒီလိုမျိုးလေးတွေတက်ချက်တာတွေလည်းပါတယ်ပေါ့တောက်ကြော်နန်တွေပို့တော့တယ်တောက်ကြော်တော့တော့ပြီးတော့ခန့်တင်းကြံစာကိုတင်းကြံမတိုင်ခင်တုံးလာကလေးကတင်းကြံအကြိုနေ့အထိရောင်းချပါတယ်အဲ့ဒီနေ့နောက်ပိုင်းရောင်းချတာမရှိတယ်လို့ဝယ်ယူသူလည်းမရှိတော့ဘူးလို့သိရပါတယ်နှစ်တနည်းအတွင်းဖြစ်နိုင်တဲ့ရာသီဥတုနိုင်ငံရေးစီးပွားရေးစတာတွေကို လားစင်အလိုက်ကြိုတင်ဟောကိန်းထုတ်ထားတဲ့တင်းကြံစာဟာဝယ်ယူဖတ်ရှုသူတွေ လိုက်နာသူတွေတက်ဆသူတွေအတွေ့အသုံးဝင်တယ်လို့သိရပါပါတယ်ခင်ဗျာ